शरणम 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 गच्छामि संघम संघम शरणम 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 गच्छामि संघम शरणम 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 गच्छामि संघम संघम शरणम 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 गच्छामि

ကဲအလိုမင်္ဂလာပါနော်အကျိုးရှိတဲ့နေစနေလေးတွေလူတွေအစဉ်ပြာပြန်လည်ပြီးတော့ကျေးဇူးဆက်နေတာဖြစ်ပါတယ်ဒီနေ့မှာတော့ပတ်စံချက်ချင်းဝင်ခြင်းရင် ချက်ချင်းငွေတွေဝင်ကျင်တယ်ဆိုလို့ရှိရင်ဒါကိုလောက်ပါငွေတွေအများကြီးတင်းပွားတဲ့ကိုပတ်စံမိုးတွေရွာလိုက်မယ်အကျိုးရှိတဲ့ဒီနီးစနစ်ကပတ်စံတွေအများကြီးဝင်လာမဲ့ပတ်စံတွေအများကြီးကိုမြင်သွားရင်အံဩသွားလိမ့်မယ် ာလို့ရမလဲဆိုတဲ့အခါမှာနီးစနစ်ပေါ့အစဉ်ပြေမဲ့နီးစနစ်လေးပြောပြပါမယ်ကျက်တုံနီသိတယ်မလားကျက်တုံနီကျက်တုံနီသိလားသိရင်ဖြေမယ်ကျက်တုံနီသိလားအိမ်မှာဟင်းချက်စားတဲ့အခါမှာလေတက္ကရာကမတွေဟင်းချက်စားတဲ့အခါမှာကျက်တုံသိတယ်မလားအဲကျက်တုံနီကို ဟိုကဟင်းချက်စားတဲ့ခါမှာဗာလေအခွန်လေးခွာတယ်အခွန်တော့မချက်စားဘူးဟုတ်တယ်မလားအခွန်ခွာပြီးတော့ကြက်သွုံကိုလှီးပြီးတော့ကြက်သွုံကြော်တို့နော်အဲဟင်းထဲမှာကြက်သွုံတွေလှီးထဲတယ်အဲ့ကြက်သွုံကကိုဘွားရဲ့ကန်ဆုံမိုးမောင်ချင်းနေအိမ်အောင်ကြီးလူမှုကြီးစီဝိုင်းအစင်မပြေခြင်းနေကန်ဆုံမိုးမောင်ကြနေခြင်းနေပြဿနာအမှုခင်းနေလက်ပိတ်လက်တိတ်နေတာတွေကိုမကောင်းတဲ့နက်ခရက် energy တွေမကောင်းတဲ့စွန့်ရည်တွေကိုသူကကာကွယ်ပေးပါတယ် ဘလို့အတုံးချမလဲဆိုတဲ့နီးစင်လေးပြောပြမယ်ကျက်သွန်ဒီအခွန်လေးကိုခွာပြီးတော့ဆုလိုက်ပါကျက်သွန်ဒီပေါ့အိမ်မှာဟင်းချက်စားတဲ့ခါမှာနော်ငါးလုံးလောက်ပေါ့ခွာလိုက်အခွန်လေးအဲ့အခွန်လေးကိုဆုထားမယ်အဲ့အခွန်လေးဆုထားပြီးတဲ့ခါမှာအဲ့ကျက်သွန်အခွန်လေးကိုတံပကံပြားထဲကိုထည့်လိုက်အခွန်လေးနော်အသားမဟုတ်အသားတော့ချက်စားပေါ့အဲ့ကျက်သွန်ဒီအခွန်လေးကိုတံပကံပြားထဲထည့်လိုက်ထည့်ပြီးတော့မီးရှို့မယ် မိရှုတဲ့ခါမှာဘာထွက်လာမလဲအဲ့ကြက်တုံဒီအခွန်လေးကိုမိရှုတဲ့ခါမှာမိကိုငွေထွက်ထွက်လာမယ်အဲ့မိကိုငွေတွေနဲ့ကိုယ့်ရဲ့အိမ်နေဆိုင်နေအလုပ်တွေကိုအဲ့မိကိုငွေနဲ့မှိုင်းတိုက်ရမယ်မှိုင်းတိုက်တဲ့ခါမှာအဲ့ကြက်တုံအခွန်လေးပေါ့မိရှုတဲ့မိကိုငွေတွေကထွက်လာတဲ့ဒီ frequency တွေအဲ့ဒီ frequency တွေကကိုယ့်ရဲ့အိမ်နေကိုယ့်ရဲ့အလုပ်တွေမှာရှိနေတဲ့ကန်ဆိုးမှုမကောင်းတဲ့ဆုံးအိမ်တွေကိုဖယ်ရှားပေးတယ်လက်ပိတ်တာတွေလက်တိတ်တာတွေတဒနာအမှုကင်းတွေတရားတပောင်တွေနော် မကောင်းတဲ့အညံ့အခိုက်အမှန်တရားအားလုံးကို သူကဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။အဲ့ဒီကြက်တုံမီကြက်တုံအခွန်မီရှိုးတဲ့မီကုန်းကထွက်လာတဲ့ frequency တွေဟာမကောင်းတဲ့ကိုယ်မှာရှိတဲ့ဆင်းရဲဒုက္ခတွေ၊ negative တွေ၊ no negative တွေပါပါတွေဓာတ်ဆိုးဓာတ်ညက်ဓာတ်ခိုက်ဓာတ်သိမ်းဓာတ်မဝဓာတ်ဆိုးတွေဂျူဆိုးဂျူညက်ဂျူခိုက်တွေကန်ဆိုးကန်ညက်ကန်ခိုက်တွေကို clean clear wellness and trust မှုတန့်ရှင်းပေးပါတယ်ရှင်းလင်းပေးပါတယ်ပယ်ဖြတ်ပေးနိုင်စွမ်းရှိပါတယ်ပြီးလို့ရှိရင် အဲအိမ်နေအလုတ်တေနေရာတွေကိုအကြက်သွန်အခွန်မီးရှို့ပြီးတော့မိကိုမိုင်းနဲ့တိုက်ပြီးတဲ့အခါမှာဗာကြံမလဲတံပကံပြားထဲမှာပြာမှုတ်တွေကြံမယ်အဲ့ဒီပြာမှုတ်တွေကိုကိုယ့်ရဲ့အိမ်အရှိလမ်းမပေါ်မှာပြစ်ကျဲပြီးတော့စွန်ကျဲလိုက်ပါအဲ့ဒါပြီးရနဲ့တကားကမတွေချက်ချင်းဝင်ဖို့ဆိုရင်အဲ့ဒါနံပါတ်1အနေနဲ့လောက်ရမယ်နော်ကိုဘွားမှာလိုအပ်တဲ့အချိန်တိုင်းပတ်စံတွေဝင်လာဖို့ပတ်စံတွေကလက်ပိတ်ထားပြီးမှရှိပဲနဲ့เนาะလက်လာပါတကားတွေတစ်ချက်ချင်းပွင့်ပြီးတော့ ကိုအလုတ်ကင်တစ်ခုတည်းကမဟုတ်ဖက်နဲ့အခြားသောနီလန်းပေါင်းစုံက နော်ပတ်စံတွေဝင်လာတာတွေကိုလုတ်ဖို့အတွက်ဒုတိယအဆင့်ကဘာလဲဆိုလို့ရှိရင်ကာရဝေးရက်ကိုလောက်ရမယ်ကာရဝေးရက်ကိုဘယ်လိုလောက်ရမလဲဆိုရင် တကာတကမတွေကာရဝေးရက်မှာကိုလိုချင်တဲ့ငွေပနာမအမောက်ကိုရေးရမယ်ကာရဝေးရက်မှာကိုလိုချင်တဲ့ငွေပနာမအမောက်ကို ရေးပြီးတဲ့အခါမှာအဲ့ကာရဝေးရက်ကိုမီးရှို့ရမယ်မီးရှို့ရတဲ့အခါမှာကိုကဆူတောင်းရမယ်ငါလိုအတိုင်း ငါလိုချင်တိုင်းငွေတွေရငါပွားတွေကိုလွယ်လွယ်ကူဝင်လာတယ်မက်လုတ်တယ်လို့အင်္ဂလိပ်လိုတော့သုံးတာပေါ့နော်မြန်မာလိုဆိုတော့ suit down နေပေါ့နော်ငါပွားတွေကိုငါအလိုရှိနေတဲ့ငါလိုအပ်တဲ့ငွေတွေရချက်ချင်းကလင်းမြန်လွယ်ကူစာနဲ့ကိုငါပွားတွေကိုဝင်လာပြီအဲ့ဒီပစံကြီးငါရနေပြီဆိုပြီးတော့မီးရှို့ရမယ်မီးရှို့ပြီးတဲ့အခါမှာဘာကြံမလဲပြာကြံမယ်အဲ့ပြာလေးတွေကိုလမ်းအင်ရှိကိုယ့်ရဲ့လမ်းပေါ်မှာပဲတခါစွန့်ကျဲရမယ် အဲ့ဒါဆိုရင်တော့ချက်ချင်းငွေဝင်ပါတယ်ချက်ချင်းငွေဝင်ခြင်းတဲ့ဒူတွေဒါကိုလုတ်ပါ ဝင်လာမဲ့ပတ်စံတွေအများကြီးတင်းဘွားတွေကိုပတ်စံမိုးတွေရွာလာလိမ့်မယ်ဒီအကျိုးရှိတဲ့ဒီနီးစနစ်ကိုပြုတ်လို့ရှင်းတဲ့တင်းရဲ့ကံကောင်းခြင်းတွေဟာတင်းဘွားတွေကိုနော်ပတ်စံတွေအများကြီးဝင်လာမဲ့ဝင်လာမဲ့ပတ်စံတွေအများကြီးကိုတင်းမြင်တွေ့ရရင်တင်းကိုတင်းအန်အော်ဗနန်ဖြစ်သွားလိမ့်မယ် ဘလို့လှုပ်လိုက်တဲ့မသိဆိုတဲ့နီးစနစ်နဲ့အချလောင်းဝိဇာမလိုက်သူပဲဖြက်ခနဲပြောင်းွက်ခနဲကိုဘွားမှာအစင်ပြေပါမယ်အဲ့တော့ဘာဖြစ်လဲကျက်သွန်ဒီအခွန်ကိုမီးရှို့ပြီးတော့မှိုင်းတိုက်ပြီးတော့နက်ကရက်တွေကိုအရင်ကလင်းစင်ဖယ်ရှားပါမယ်ပြီးပြီးကာမှ ကရဝေးရက်မှာကိုလိုချင်တဲ့ကိုယုံကြည်တဲ့ကိုတကယ်လိုအပ်နေတဲ့ဝေပနာမအမောက်ကိုရေးပြီးတော့မီးရှို့မယ်မီးရှို့တဲ့အခါမှာလဲပတ်စံတွေဟာ နော်နီလန်ပေါင်းစုံနဲ့ငါဘွားတွေကိုအဆက်မပြတ်စီးဝင်လာနေတယ်ဆိုတာလေးကိုမတ်လောက်ရမှာဖြစ်ပါတယ်ဒီထိရှင်းရလားမရှင်းရင်မေးမယ်နော်ဒါတွေဟာတနေ့တော့ဥစဉ်ရှိကိုရောက်လာပါတယ်ဥစဉ်ကတအားစွမ်းတယ်လို့ပြောတယ်တဲ့မစွမ်းပါဘူးတကယ်မှရေဥစဉ်ကလည်းရိုးပါပဲတာမန်ပါပဲမဟုတ်ပါဘူးကျမတို့အရေးကြီးနေလို့တော်တပိတော်တပိတော်မလို့အရေးကြီးနေလို့အဲ့လိုရောက်လာတယ်အဲ့ဒီခါမှာဥစဉ်ကစိတ်စိတ်နေတယ်အဲ့ဒီအချိန်မှာပဲဥစဉ်ကိုအလုတ်ကျွေးပြုတ်နေတဲ့ကိုရင်လေးတွေကလည်းတက်လာတယ်တက်လိုက်ပြီးအရှင်ပြား ဥစဉ်ပေါ့နော်တပီတော်တို့အခက်ခဲကြုံနေရတယ်ဟာမင်းတို့ခလေးတွေကကိုဝင်လေးတွေကဘာအခက်ခဲကြုံလဲတပီတော်တို့တုံးနေတဲ့ဖုံးပြောက်သွားလို့တဲ့အဲ့ဒါဖုံးဝယ်ဖို့ဖုံးပြောက်ရှင်လဲအိမ်ကရိုက်မယ်ဖုံးဝယ်ဖို့ကလည်းပတ်စံမရှိဘူးဥစဉ်ကအာတားစွမ်းတယ်လို့ပြောတာပဲအဲ့ဒါဖုံးဝယ်ဖို့ပတ်စံရအောင်ချက်ချင်းလုပ်ပေးပါဆိုတာနဲ့ဩကိုကလည်းခလေးတွေဆိုရင်ကိုကလည်းချက်တတ်တယ်ပေါ့နော်ခလေးမှမဟုတ်ပါအကုန်လုံးချက်တတ်တယ်အော်သူတို့အစင်မပြေဘူးဆိုတော့သူတို့ရဲ့မျက်နာလေးညှိုးငယ်နေတာမြင်တဲ့ခါမှလည်းကိုယ်လည်းစိတ်မကောင်းဘူး ကဲအဲ့ဒါဆိုရင်တော့ဦးစင်းလုံးမဲ့ကွာငါတို့သွားကျောင်းရဲ့မိဖို့ကျောင်းမှာစက်သွန်လေးအခွန်လေးတွားယူကြဟာယူယူလာတာပေါ့ကရဝေရက်ကလည်းတကံမောက်လှမ်းမာလိုက်တယ်အဲ့ဒီမှာပဲစက်သွန်အာစက်သွန်လေးအခွန်လေးကိုမိရှို့ပြီးတော့သူတို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ပေါ့နော် energy cleansing ပေါ့ cleansing ပေါ့နော်တန်ရှင်းပေးလိုက်ခါမှပြီးမှဖုံးလို့ခြင်းနဲ့ဖုံးဝယ်မဲ့ငွေပနာမပေါ့၃သိန်းဆို၃သိန်းပေါ့အဲ့ဒါလေးရေးပြီးတော့ဆူတောင်းပြီးတော့မက်လုတ်ခိုင်းလိုက်တယ်အကြပါဘူးတရက်နှစ်ရက်အတွင်းမှာပဲ เนาะသူပါသူဘလို့ကနေဘလို့လှုပ်လိုက်ဒီမသိဆိုလို့ပဲဖုံးနေရလာပါတယ်အဲ့တော့ဒီနေ့စနေကလေးကိုညဝေဖို့ဦးစင်းစာနာဖြစ်တဲ့အတွက်ဩကိုကိုစွန်းလောင်းနေတဲ့တကားတကားမတွေကိုကိုကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဒီပညာလေးနဲ့ကျေးဇူးဆက်တာပါဒီပညာကဘယ်ရလာလဲဆိုရင်အဲဦးစင်းတို့ပေါ့နော်ဒါကတော့အကျိုးရှိရသွားမှာပေါ့လေကောင်းလို့ရလေးပေါ့ဒါကတော့အနောက်တိုင်းပေါ့အဲအနောက်တိုင်းမော်ပညာက လာပါတယ်စုံကိုယ်ပညာလာပါတယ်ဒါတွေကို Harry Potter ဇာတ်ကားထဲမှာပေါ့နော်ဒီဆရာမကြီးရေးတဲ့ ဒီဝတ္ထုတွေထဲမှာမပါတဲ့ပေါ့နော်နောက်ကွယ်မှာရှိတဲ့ဒီမှော်အတက်ပညာတွေကိုဦးစင်းကတက္ကသမားတွေအကျိုးရှိဖို့အတွက်မျှဝေပါတယ်ပြီးရင်ဆက်လက်ပြီးမျှဝေမှာကဘာဖြစ်လဲဆိုလို့ရှိရင်မဟာစီဖျားဦးစင်းတို့ပေါ့နော်ရိတ်တာတွေအများကြီးဝင်ဘူးတဲ့သဲအင်းတို့စွန်းလွန်းတို့မိုးကုတ်တို့မဟာစီတို့အာအများကြီးပေါ့ဝင်ပေမဲ့လည်းအဓိကကတတိပဋ္ဌာန်သာတချောင်းသောလမ်းမှာပဲတဘာဝတွေတော့စွန်းလွန်းတို့မိုးကုတ်တို့မဟာစီတို့အဲ့လိုတွေကွဲသွားတာဖြစ်တယ် တဘောကတော့နိဗ္ဗာန်ဆိုတာတကြောင်တည်းတော်လန်တစ်ခုလေးပဲအဲတစ်ခုတချို့ကကြတော့နော်အဲ1 byte ကိုအောင်ဆိုင်ပြီးတော့တရားရှုမှတ်တယ်ပေါ့နော်ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်တချို့ကကြနှာသီးဝကိုအောင်ဆိုင်ပြီးတော့ရှူတယ်ထုတ်တယ်ဆိုတာအမှန်တော့အထူးတူပါပဲအဲ့တော့မာဒီဆရာတော်ဖျားကြီးပေါ့နော်အကမထမ်းရိတ်တာတွေဝင်တဲ့ခါမှာဗါလေမြင်ရင်မြင်တယ်လို့မှတ်ရတာနော်မြင်ရင်မြင်တယ်လို့မှတ်အဲ့ဒါဝိပဿနာရှုတာမြင်တာက စကုဝိညာဉ်မှတ်တာက မနောဝိညာဉ် စကုဝိညာဉ်အတိုင်းလေးမနောကမှတ်ရတယ်ဒါကဝိပဿနာပေါ့ငြင်းယောက်ျားတွေမိန်းမတွေခွေးတွေတိုက်တွေကားတွေဒါတွေမမှတ်ရဘူးဒါတွေကပြည့်ညက်တွေမရှိဘူးအဲ့ပြည့်ညက်တွေယောက်ျားတွေမိန်းမတွေတိုက်တွေကားတွေကိုမှတ်ခဲ့လို့ရှိရင်အဲ့ဒီပုံသဏ္ဍာန်တွေပြည့်ညက်တွေပေါ်မှာကိုကတကယ်အရှိထင်ပြီးတော့နော်လောဘတွေဖြစ်မယ်ဒေါသတွေဖြစ်မယ် ဟုတ်လားနော်ကြိုက်လို့ရှင်လောဘတွေဖြစ်မယ်လိုချင်တတ်မှတ်မှုတွေဖြစ်မယ်မကြိုက်တဲ့ခါမှာတွန်းကန်ကျင်တဲ့ဖယ်ရှားရှင်တဲ့ဆိုတဲ့အဲ့လိုလောဘဒေါသမောဟကိလေသာတွေဖြစ်လာနိုင်ပါတယ်အဲ့တော့တကယ်ရှိတာ ਪਰ မတ် ਪਰ မတ်ကဘာလဲဆိုရင်ကိုယ်အာယုံမှာပေါ်လာတာတွေကကိုယ့်ရဲ့မြင်ကြားနံစားထိအောင်၆မှာပေါ်လာတာတွေကတကယ်မရှိဘူးနော်အရဲ့အင်းနေနဲ့မှန်ပေါ်မှာထင်တယ်လို့ပဲ မှန်ရှိမှာကိုသွားရက်ကြည့်တဲ့အခါမှာမှန်ထဲမှာကိုပုံမပေါ်ဘူးလားဒါအကြောင်းတိုက်ဆိုင်လို့အကျိုးပေါ်တာပဲဒါမဲ့မှန်ထဲမှာရှိနေတဲ့လူကတော့ဘာမှလုပ်လို့မရဘူးမှန်ရှိရကိုခွာတာနဲ့အကြောင်းကင်းတာနဲ့အကျိုးချုပ်တယ်အဲ့လိုလေးသိရမယ်ပေါ့နော်ကိုယ့်ရဲ့အဲမနောမှာပေါ်တဲ့တိုက်တေကားတွေယောက်ျားမိန်းမတွေအဲ့လိုဖြစ်နေလို့ရှိရင်အဲ့ဒီပုံမှာဗာလဲလောဘမောဟဒေါသကိလေသာတွေဖြစ်မှာဆိုလို့ပရမတ်တွေကိုရှုရပါတယ်အဲ့တော့ကြားရင်ကြားတဲ့အမှတ်ဆိုတာက ောတဝိညာဉ်လေးကြားတဲ့အတိုင်းလေးပဲမနောကမှတ်ရတာဖြစ်တယ်အဲ့တော့တောတဝိညာဉ်ကဒုတ်ထုတ်လို့အတန်ကြားလို့ရှင်ရင်အတန်ပဲမှတ်ကိုကဆိုင်ကယ်မှာမနောသွားဖြစ်နေဒုတ်ထုတ်လို့အတန်ကြားတာနဲ့တက္ကရကမတွေကဆိုင်ကယ်ဖြစ်နေပြီကြားရင်အတန်ပဲတကယ်ရှိတဲ့ပရမတ်အရာကိုမှတ်မရှိတဲ့ပြည့်ညက်ပုံတရံတွေမှတ်မှတ်နဲ့တိတိဆိုတာက ကာကာယဝိညာဉ်မှာပေါ်တဲ့အတိုင်းမနောကအတိတာပဲ။ ဝိပဿနာမှာတတိပဋ္ဌာန်သာတချောင်းသေးသောလမ်းဖြစ်တယ်။မြင်ရင်မြင်တဲ့မှတ်ကြားရင်ကြားတဲ့မှတ်နားရင်နားတဲ့မှတ်စားရင်စားတဲ့မှတ်ထိရင်ထိတဲ့မှတ်မျက်စိကမြင်တယ်မနှောကသိတယ်။မျက်စိမြင်တာရှေ့စိတ်မနှောကသိတာနောက်စိတ်ရှေ့စိတ်နောက်စိတ်သိရမယ်။နားကကြားတာရှေ့စိတ်မနှောကသိတာရှေ့မနှောကသိတာနောက်စိတ်တုတ်တုတ်လို့အတန်ကြတာရှေ့စိတ်ဆိုင်ကယ်လို့တည်တာနောက်စိတ်အနောက်စိတ်မှာသတိထားအတန်လို့ယူဆိုင်ကယ်လို့ပုံတံံကိုပြည့်ညက်ကိုမယူနဲ့ မြင်နိုင်ကြရိုက်မှာသတိထားသတိ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 ရှိရမယ်သတိရှိရင်ကိလေသာမရှိဘူးကိလေသာရှိရင်လည်းသတိမရှိဘူးသတိရှိလိုက်တာနဲ့ကိလေသာကိုပယ်တယ်ကိလေသာချုပ်တာနဲ့နိဗ္ဗာန်ပဲပေါ့အဲ့လိုနားလည်ထားရမယ်သတိနဲ့နိဗ္ဗာန်ကိုရောက်နိုင်တယ်ဒါမှစီဆရာတော်ဖျားရဲ့နီးစနစ်ပါဦးဇင်းတို့မိကုန်းဆရာတော်ဖျားရဲ့နင်းစင်းတဲ့ကကြတော့မြင်တာကလည်းမျက်စိနဲ့အစင်းတိုက်တာအကြောင်းမြင်စိတ်ပေါ်တာအကျိုးနော် မျက်စိမြင်တာပါလေမျက်စိနဲ့အစင်းတိုက်တာအကြောင်းမြင်စိတ်ပေါ်တာအကျိုးကြားရင်လည်းနားနဲ့အတန်တိုက်တာအကြောင်းကြားစိတ်ပေါ်တာအကျိုးအဲ့တော့မြင်ကြားနံစထိတွေ့ဒီအောင်6ပါးအောင်6ပါးလုံးဟာအကြောင်းနဲ့အကျိုးပဲဆိုတော့အနတ္တဖြစ်သွားတာပေါ့ဥစဉ်တော့မြင်တဲ့အပေါ်မှာတဏှာမာနဒိဋ္ဌိတွေဖြစ်တယ်ဒိဋ္ဌိကအာယုံယူပါယုံမှာဒိဋ္ဌိမျက်စိဆိုတဲ့ဓွာရမှာတဏှာဝိညာဉ်ဆိုတဲ့စက္ကူဝိညာဉ်မှာမာနဆွဲတယ် အာယုံမှာဒိဋ္ဌိဓွာရမှာတဏှာဝိညာဉ်မှာမာနဆိုတာအာယုံဆိုတာနော်အစင်းကိုပြောတာအဲ့အစင်းအာယုံအဲ့အစင်းအာယုံကဒိဋ္ဌိကိုယ့်ရဲ့မျက်စိဓွာရဆိုတာမျက်စိကိုဓွာရလို့ပြောတာအဲ့ဒီမှာကတဏှာတိတဲ့ဝိညာဉ်စိတ်လေးမှာကြတော့မာနဘလို့ဖြစ်လဲဆိုလို့ရှင်မြင်တဲ့နေရာမှာတဏှာမာနဒိဋ္ဌိဆွဲတယ်မျက်စိနဲ့အစင်းကိုမြင်ငါးမျက်စိနဲ့မြင်တယ်အဲ့ငါးမျက်စိမှာငါးဥစ္စာဆိုတဲ့တဏှာဆွဲတယ် ဒီအစင်းယူပါယုံကို မောင်ဖြူလို့ပုဂ္ဂလဒိဋ္ဌိနဲ့အစွဲပါတယ်အဲ့တော့ငါမြင်တယ်ဆိုတော့စက္ကူဝိညာဉ်မှာမာနစွဲတယ်အဲ့တော့တဏမာနဒိဋ္ဌိအဲ့ဒါတွေကိုဦးဇင်းတို့ကတည်င်္ဂနဲ့ပယ်ရတယ်တည်င်္ဂနဲ့ပယ်နိုင်တာပေါ့အခုလို့တည်သွားတဲ့ခါမှာအဲ့လိုတည်င်္ဂနဲ့ပယ်တာကိုအာကြီးလာလို့ရှင်ခက်ကြကြဝိပန်ခဏနာပယ်နိုင်မယ်နော်အဲ့တော့တိပယ်စိုက်ပွားဆိုတာအရင်ဆုံးသိရမယ်ဝိပဿနာအကြောင်းကို ကျင့်စဉ်လေးကိုသိရမယ်။တည်ပြီးရင်ကိလေသာကိုပယ်မယ်။ပယ်ရင်နိဗ္ဗာန်စိုက်မယ်။စိုက်ပြီးရင်နိဗ္ဗာန်ကိုအပြီးနော်ကိလေသာကြီးချွတ်အောင်ဆက်လက်ပွားများမှာဖြစ်တယ်။အဲ့တော့မျက်စိရဲ့အစင်းရဲ့စက္ကူဝိညာဉ်ရဲ့နားရဲ့အတန်ရဲ့တောတဝိညာဉ်ရဲ့မကွဲကြတာအဲ့နော်မြင်ကြားနံစားခိတွေ့အာယုံ၆ပါးတို့ဟာအကြောင်းတိုက်ဆိုင်ဖြစ်ပြီးတော့အကြောင်းကင်းရင်ချုပ်ပြောက်ကြတယ်အဲ့တော့အကြောင်းကျိုးပဲအတ္တမရှိဘူးအနတ္တပဲလို့နားလည်ရမယ် ဦးစင်းတော်ကမြင်လိုက်တာနဲ့ယောက်ျားတွေမိန်းမတွေပုံတရံတွေနာမည်တွေကကိုစွဲနေပြီအဲ့ဓာတွေကအဲ့လိုစွဲရင်ယောက်ျားမိန်းမပုံတရံတွေနာမည်တွေစွဲရင်အဲ့ဒီပုံမှာဖြစ်လေလောဘဒေါသတွေဖြစ်မယ်။ဩကိုယ့်ရဲ့ပုံမှာမှန်မှာအယိတ်ထင်တယ်လို့ပဲဒါတွေကတကယ်မရှိဘူးအခိုင်အမာအနှစ်သာရမရှိဘူးဘာတန်ဘိုးမှမရှိဘူးတွေ့တာစရာဘာမှမရှိဘူးဆိုတော့အဲ့ဒီပုံမှာကိလေသာငြိမ့်နေအာကိလေသာငြိမ့်တာနိဗ္ဗာန်ပါပဲနော်။ဩ ဦးဇင်းတို့ကမြင်လိုက်တာနဲ့ဘာဖြစ်လဲမိမတွေဖြစ်နေပြီယောက်ျားတွေဖြစ်နေပြီခွေးတွေဖြစ်နေပြီနော်အခုဆိုပါစို့ဦးတင်အတန်လေးကြားတယ်ဒီမှာလိုက်မလွင်ခင်မဲ့လာတဲ့ချိန်မှာအတန်လေးကြားတယ်အတန်လေးကြားတဲ့ခါမှာတရားတန်လေးကြားတယ်တရားတန်လေးပေါ့တရားတန်လေးကြားတာရှေ့စိတ်မနှောမှာဩဒါတရားတန်လေးပါလားตาရလိုက်တာဆိုပြီးတော့နော်လောဘဖြစ်တာပဲနော်အဲ့ဒါနောက်စိတ်အဲ့တော့လိုင်းလိုင်းနဲ့လမ်းမှာခွေးရဟောင်းနေခွေးဟောင်းတန်ကိုကကြားတယ်ကြမ်းမဟာဒီခွေးတွေဟောင်းလာကြီးလား ဆိုပြီးတော့နောက်စိတ်မှာဘာဖြစ်လဲဒေါသဖြစ်တယ်နော်ရှေးကကြားတဲ့အတန်လေးကตายာနိုင်ဘဝဲကောင်းလို့ရှိရင်နောက်စိတ်မှာလောဘဖြစ်တယ်ရှေးကကြားတဲ့အတန်လေးမှာနောက်စိတ်မှာဒီတန်းဆူလိုက်တာကွာညံလိုက်တာကွာလို့ဒေါသဖြစ်မယ်နော်အဲ့တော့ကြိုက်တာရင်မကြိုက်တာလေးလာမယ်အားမို့တတိထားตายာတာလည်းမဟုတ်ဘူးမตายာလည်းမဟုတ်ဘူးဆူတာလည်းမဟုတ်ဘူးမဆူတာလည်းမဟုတ်ဘူးအတန်ပဲဆိုလို့ရှိရင်ဒေါသလည်းမဖြစ်တော့ဘူးလောဘလည်းမဖြစ်တော့ဘူးအဲ့တော့လောဘငြိမ်းတော့ဘာဖြစ်လဲနိဗ္ဗာန်ပဲအ အဲ့လိုဖြစ်ဖို့ကအာမောဟဖြစ်ဖို့လိုတယ်ဝိစာတတိရှိရမယ်နောက်စိတ်မှာနော်အခုကြည့်လိုက်မိုးကောင်းခင်လို့မိုးကောင်းခင်မြင်တယ်မလားမြင်တာအယောင်ပဲအယောင်ပဲမြင်တာအယောင်ပဲနောက်စိတ်မှာအဲ့ဒါမိုးကောင်းခင်လို့နာမည်တက်လိုက်တာဟုတ်ပြီလားမြင်တာအယောင်အယောင်လို့သိရမယ်နောက်စိတ်မှာသတိထားနောက်စိတ်မှာမိုးကောင်းခင်လို့နာမည်တက်လိုက်တယ်လင်းတာပဲမြင်တာ လင်းနာမြင်နာရှေ့စိတ်နေလို့တည်တာနောက်စိတ်နောက်စိတ်မှာနေလို့နာမည်တက်လိုက်တာနော်မရှိတာတွေကိုပြည့်ညက်တွေကိုယူလိုက်တာအဲ့တော့နောက်စိတ်မှာသတိထားရှေ့စိတ်နောက်စိတ်ကွဲရမယ်မြင်နာအယောင်ကြားတာအတန်နာနာအနက်စားတာအရတာထိတာအထိပဲအဲ့ဒါတွေကရှေ့စိတ်နောက်စိတ်မှာအဲ့ဒီပေါ်မှာကြိုက်ရင် လောဘမကြိုက်ရင်ဒေါသဖြစ်မယ်ဟုတ်ပြီနော်အဲ့လိုလေ နားလေထားရမယ်နော်အခုဒီနေ့ချက်ချင်းငွေဝေခြင်းနဲ့ဆိုရင်လောရမယ့်အရာပါလေ ပြန်ပြောမယ်ပြန်ချုပ်မယ်နော်တက္ကရာကမားတွေကိုနော်ဝိပဿနာလမ်းကြောင်းကိုဆွဲခေါ်နေတာကတက္ကရာကမားကြီးကြိုက်တယ်ပေါ့နော်ပတ်စံနဲ့ညာပြီးခေါ်နေရတာဝိပဿနာအကြောင်းကြီးပဲပြောမယ်ဆိုလို့ရှိရင်တက္ကရာကမားတွေကကြော်သွားမယ်ခါသွားမယ်ကြော်သွားခါသွားတော့ဘာဖြစ်လဲနိဗ္ဗာန်နဲ့ဝေးတာပေါ့ငရေတဲ့ဆင်းသွားမှာပေါ့အဲ့တော့ငရေတဲ့ဆင်းမှာဆိုတဲ့အတွက်ဒီနိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းလေးကိုတိအောင်လို့တက္ကမားကြီးလိုချင်တဲ့ပတ်စံဆိုတဲ့နီလန်းနဲ့ညာပြီးတော့နောက်ဆုံးမှာနော်မြင်ကြားနန်းစားထိတွေ့အဲ့အလေးတွေပေါ်မှာ အဲနောက်စိတ်မှာသတိထားဖို့အတွက်ညှောက်ဝေးရတာပါเนาะအဲ့တော့ဖြစ်လေချက်ချင်းပစံဝင်နေတဲ့ဆိုရင်ကြက်တွန်ဒီအခွန်တွေကိုစုပြီးတော့အဲ့အခွန်တွေကိုတမန်တံပကံပြတဲ့အထက်မီးရှို့မီးရှို့ပြီးတော့မှိုင်းနေတဲ့ဒီမှိုင်းနေတဲ့ထွက်တဲ့ဒီ frequency ပေါ့အဲ့ frequency တွေနဲ့ကိုယ့်ရဲ့အိမ်တွေကိုယ့်ရဲ့အလုပ်တွေကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်တွေကို cleansing လုပ်မယ်အဲ့ဒီကထွက်လာတဲ့အမှုတွေကနော် အဲလက်ပိတ်ထားတွေလက်တိတ်ထားတွေအစင်ပြေတာခက်ခဲတာကြံကြက်တဲတာတွေနော်ငွေမွေနာတွေဓာဆိုးတညာတက်ခိုက်ကန်ဆိုးကညာကန်ခိုက်ကန်ဆိုးမိုးမောင်တွေမကောင်းတဲ့ဆင်းရဲဒုက္ခတွေမကောင်းတဲ့နက်ခရက် energy စွန့်ရင်တွေကိုဖယ်ရှားပေးနိုင်ပါတယ်ကာကွယ်ပေးနိုင်တယ်အဲ့ဒါအပြီးကမှဒါကကမရီယာကရဝေးအဲ့ကရဝေးရလေယူယူပြီးတော့ကရိုရဲ့မှာကိုလိုအပ်နေတဲ့ကိုယုံကြည်တဲ့ငွေပနာမအမကိုရေးပြီးတော့မီရှုပ်ပြီးတော့မက်လုံးမယ်မီရှုပ်ပြီးတဲ့အခါမှာကိုလိုချင်တဲ့ငွေတွေရနေပြီလို့ နော်အာယုံပြုတ်ပြီးတော့ရနေပြီဆိုတော့အတွေးအပြောခံစားချက်လေးနဲ့မီးရှို့မယ်ပြီးရင်အဲ့ဒီပြားတွေကိုဘာလုပ်မလဲကိုယ့်ရဲ့အိမ်ရှိလမ်းမပေါ်မှာပြစ်ပါမယ်နော်ကဲအားလုံးအကျိုးရှိအောင်မျှဝေပြီးသွားပြီဒီနေ့စနစ်ကလေးကနော်လူတိုင်းအောင်မြင်ထားတဲ့အတွက်ဒီပေါ့နော်ဒီမှော်ပညာတွေကိုဦးစင်းကလောကကြီးအတွက်လူသားတွေအတွက်အကျိုးရှိမဲ့နေရာဆိုအသုံးချပါတယ်အဲ့လိုအကျိုးရှိမဲ့နေရာအသုံးချတဲ့အခါမှာလည်းဒီလိုပညာတွေကိုအခါချင်းဝင်နဲ့မယူပါဘူးเนาะအကုန်လုံးကို အဲမေတ္တာတတ်တန်နဲ့ညှဝေတာပါလူတိုင်းအားလုံးအဆင်ပြေပါစေလက်ရှိရရှိထားတဲ့ယုံနာနှပါလဲအဆင်ပြေဖို့ကြမ်းမာဖို့ချမ်းသာဖို့ငွေတွေဝင်ဖို့အဲအဲ့ဒါမှလည်းကိုကလက်ရှိမှာလည်းကိုရဲ့ကိုစိန်တပါကျမ်းမာချမ်းသာပြီးတော့ငွေတွေဝင်မဲ့အဆင်ပြေမဲ့ဆိုကိုပျော်ရွှင်မဲ့ပျော်ရွှင်တဲ့ခါမှာဖြစ်လေနိဗ္ဗာန်ချမ်းသာတရားတွေနာနိုင်မဲ့တရားတွေအားထုတ်ဖို့အချိန်တွေရမယ်နော်အဲတရားနဲ့ပတ်သက်လို့လိုက်စားဖို့အချိန်တွေရလာမယ်ကိုပျော်ရွှင်တဲ့အခါမှာအဲကိုဒီနိဗ္ဗာန်လမ်းကြောင်းတန်လမ်းတဲ့အခါမှာလဲလွယ်လွယ်ကူကူနဲ့ရောက်နိုင်မယ် အဲ့တော့လော်ကီအစင်ပြာအရင်ပြောပါတယ်လော်ကီအစင်ပြလို့ရှိရင်လောကုတ်တရားကိုလို့လော်ကီကအစင်ပြေပြေးနဲ့စိတ်ဆင်းရဲပြီးတော့လောကုတ်တရားကိုတက်လန်းတဲ့အခါမှာလေစိတ်ဆင်းရဲတဲ့စိတ်ဟာမကောင်းတာတွေပဲစွဲတဲ့အတွက်ဒီနိဗ္ဗာန်လမ်းကြောင်းမှာလေမရောက်နိုင်ဘူးဟုတ်လားတစ်ဖက်မှာအစင်မပြေရင်တစ်ဖက်လည်းအစင်ပြေဘူးအစာကောင်းမှအနှောင်းသေးကြမယ်ပြောသလိုပေါ့နော်အဲ့တော့လော်ကီအစင်ပြေမှာလောကုတ်လည်းအစင်ပြေမှာဒါကြောင့်လော်ကီမှာအစင်ပြေတို့တွေအရင်ဦးဆုံးအသိပညာအတတ်ပညာတွေကိုအခမဲ့မြှောက်ယူပါတယ်ဒီပညာတွေကတချို့တွေဆိုလို့ရှိရင်ပေါ့ဇူးတွေ အဲ group တွေအဖွဲ့တွေဖွဲ့ပြီးတော့အခါချင်းငွေယူပြီးတော့တင်ကြတဲ့ပညာတွေပါနော်အခုကတော့ဥစဉ်ကတော့အဲအဲ့လိုအခါချင်းငွေမယူပါဘူးလူတိုင်းအစဉ်ပြေခြင်းနဲ့မေတ္တာစိတ်ပဲရှိပါတယ်ဒါကြောင့်ဥစဉ်ကတော့အခက်အခက်ခက်ခဲပေါ့နော်နှစ်ပေါင်းများစွာနှစ်ပေါင်းများတော့10နှစ်လောက်10နှစ်တောင်မကပါဘူးတော်တော်ကြာပါတယ်ပတ်စံလဲကုန်တယ်ချိန်လဲကုန်တယ်အဲ့လိုတွေတင်ပြီးတယ် တင်ပြီးတော့ပြန်မြရတယ်တင်ရတဲ့ရွေချက်ကလည်းအားလုံးပေါ့နော်အခက်ခဲအဆက်အခက်ခဲဖြစ်နေတဲ့သူတွေအဆင်မပြေဖြစ်နေတဲ့သူတွေလို့လည်းကူကူနဲ့ပေါ့နော်ရရှိနိုင်ပါစေဆိုတဲ့စိတ်နဲ့တင်ယူတာဖြစ်ပါတယ်ဒီပညာရည်နဲ့လှုပ်ရှားဖို့နာမည်ကြီးဖို့အောင်မြင်ဖို့ဆိုတဲ့စိတ်ကူးစိတ်တန်းလုံးဝမရှိပါဘူးလူတွေကိုကိုယ်ကကူညီဖို့ဆိုတဲ့စိတ်နဲ့ပဲဒီပညာတွေကိုအချိန်ကုန်ခံငွေကုန်ခံပြီးတင်ပြီးတော့ပြန်လည်မျှဝေတယ်နာမည်ကြီးဖို့လည်းမဟုတ်ပါဘူးလူတွေအားလုံးအဆင်ပြေရင် ကျင့်တတ်တယ်ပေါ့နော်အဓိကလူရန်လူတိုင်းအစဉ်ပြေးသေးခြင်းနဲ့အဲ့တော့ဒီလိုကောင်းမွန်တဲ့အသိပညာအတတ်ပညာတွေကိုယ့်ဘဝမှာအသုံးချမဲ့ပညာတွေအားလုံးကိုလူတိုင်းရဲ့လက်ထဲကိုရောက်အောင်ထည့်ပေးခြင်းနဲ့စိတ်ပဲရှိတယ်ဒါကြောင့်ဦးစင်ကတော့အပင်ပန်းခံရတဲ့အချိန်တွေအများကြီးကုန်ခံရတဲ့ပတ်စံတွေအများကြီးကုန်ခံပြီးတော့တင်ရပါတယ်နော်တင်ပြီးတဲ့အခါကျတော့ရှင်လေလူတွေကို အဲငွေကြေးမတက်ထိုင်တဲ့သူတွေရောအားလုံးပေါ့နော်အစဉ်ပြေလုံနိုင်အောင်ပြန်လဲမျှဝေတာပါဒီလိုလုံမျှဝေတဲ့ခါမှလည်းဦးစင်ရီတိုင်းမျှဝေတာမဟုတ်နှစ်ပေါင်းများစွာလူပေါင်းများစွာရဲ့အတွေ့အကြုံတွေနဲ့ခိုင်ခိုင်မာမာရှိပြီးတော့ရေးစိမ်းခံပြီးဖြစ်ပြီးဆိုကမှမျှဝေတာဖြစ်ပါတယ်အဲမနေ့တနေ့မှသင်တန်းတက်တယ်ဒီနေ့ပဲပေါ့နော်ဆိုင်းပုတ်တင်ပြီးတော့အာသင်တန်းဖွင့်စားတာမျိုးမဟုတ်ပါဘူးသင်တန်းတွေသင်တဲ့ခါမှလည်းနှစ်ပေါင်းများစွာကြာပါတယ်နှစ်ပေါင်းများစွာလည်းအကြိမ်ကြိမ်ပေါ့နော် အကျဉ်းချင်းပေါ့အအတွေ့အကြုံတွေပေါ့ရှားတယ်ဒါတွေရဲ့အစဉ်ပြေမှုရှိလားအောင်မြင်မှုရှိလားအဲဒီလိုရလက်တွေဘလို့ထွက်လဲဆိုတာတွေအဲ့လိုအတွေ့အကြုံတွေအချိန်တွေအများကြီးအောင်မြင်ပြီးတကယ်ဟိုပေါ့နော်ခိုင်မာပြီဆိုကမှဦးစင်းကပြန်လဲမျှဝေတာဖြစ်ပါတယ်ကဲအားလုံးဆူတောင်းပေးမယ်နော်ကံလဲကောင်းကြပါစေညံလဲကောင်းကြပါစေ ကံကောင်းပြီးတော့လက်ရှိရရှိတဲ့ယုံနာနှစ်ပါးကျမ်းမာကြပါသည်ချမ်းသာကြပါသည်ပျော်ရွှင်ကြပါသည်ဉာဏ်လည်းကောင်းပြီးတော့မဟုတ်ရမနာရမသေးရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုလည်းမျက်မှောက်ပြုနိုင်ပြီးတော့ရောက်လေရလေတဲ့သူတော်ကောင်းသူတော်စင်သူတော်မြတ်များဖြစ်ကြပါစေလို့လည်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဒကာဒကာမတွေဘဝမှာပတ်စံနေနေ့စဉ်အချိန်တိုင်းမှာငွေဝင်ပြီးတော့ငွေတွေပေါ်ကြံကြဝပြီးတော့ပျော်ရွှင်တဲ့ဘဝကနေတော့တကယ်ကိုအဲဒီလူအများအတွက်ပေါ့နော်လောကကြီးအတွက်အသာသနာအတွက် နော်အအကျိုးပြုနိုင်မယ်ကိုယ်လည်းအကျိုးပြုနိုင်မယ်ပြီးရင်လည်းအလောကရဲ့လွတ်မြောက်ရာလမ်းကိုလည်းပြန်လည်နိုင်ပါစေဆိုတဲ့စိတ်နဲ့နော်ညဝေကူညီပေးတဲ့အားလုံးရဲ့နော်အအခုဘဝဖြစ်စေအတိတ်ဘဝဖြစ်စေရှိခဲ့တဲ့ကျေးဇူးတရားတွေကို ပြန်လည်ပြီးကျေးဇူးဆက်တာပါဖြစ်ပါတယ်ကဲအားလုံးအာယုဝန်တော်ဒုက္ခံပလံတက်ရှိချမ်းမှာစိတ်ချမ်းသာလောဟာဆန္ဒပြေကြပါစေတာရုတာရုတာရု